စစ်ကောမရှင်ရဲ့နရေကန်ပြူဟာကာကင်စကန်ဖိုက်တာဂုံးကိုအာရခတက်တော့အေးနဲ့ပူပေါင်းတက်တွေဝင်ရောက်သိမ်းပိုက်ပြီးနောက်စစ်ကောမရှင်တက်ဖွဲ့ဝင်တွေကစင်ကလျာထွက်ပြေးကြရတယ်လို့သိရပါဗျ။အေးနဲ့ပူပေါင်းတက်တွေဟာမနေ့ကအောက်တိုဘာ10ရက်နေ့ကစစ်ကောမရှင်ရဲ့နရေကန်ပြူဟာဂုံးရဲ့အဓိကကာကင်စကန်ဖြစ်တဲ့ဖိုက်တာဂုံးကိုသိမ်းယူပြီးတဲ့နောက်စစ်ကောမရှင်တက်ဖွဲ့ဝင်တွေလက်နက်များစွာစွန့်ပြီးပြေးနေရတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။ နေရီကန်စခန်းပါသွားမှဆိုလို့စစ်တပ်က လေကြောင်းကနေတောက်လျှောက်ဘုံကျဲနေတယ်လို့သတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။နေရီကန်နီးကန်ကင်းစခန်းအားလုံးနီးပါအသိခံရပြီးနေရီကန်ဘီဝါပါပိတ်ဆို့တိုက်ခတ်ခံရတဲ့အတွက်စစ်ကောင်မရှင်ကနေရီကန်စခန်းကအမြောက်ကြီးကိုဝင်းချီဆက်စွဲရင်နဲ့ရင်သုံးစီးတမ်းမီတဲထုတ်သွားရတယ်လို့သိရပါရယ်။စစ်ကောင်မရှင်ဟာတိုက်ပွဲဖြစ်ပွားနေတဲ့နေရီကန်နီးကိုစင်ရအပြည့်ပါတဲ့ကားကြီးတစ်စီးအင်အားဖြည့်ခဲ့ပြီး အင်အား30လောက်ပါတဲ့ခြေလင်းစစ်ကြောင်းတစ်ခုကိုလည်းဇင်းပြုံဘက်ကနေပစီဘက်ကိုဆေးလွတ်ခဲ့တယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။စစ်ကောင်မရှင်ကမင်းကဆလို့လေကြောင်းကနေအဆက်မပြတ်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲမှာလည်းနေရကန်တဝိုင်း300လောက်မှဖြစ်ပွားနေတယ်လို့သိရပါဗျ။ Fighters Khan ကစစ်ကောင်မရှင်တပ်ဖွဲ့ဝင်အလုံးနီးပါးထွက်ပြေးသွားပြီဖြစ်တာကြောင့်နေကန်စကန်အနီးမှာတိုက်ပွဲပြင်းထန်ထပ်မံဖြစ်ပွားနေတာဖြစ်ပါတယ်